ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ Football King ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီအကြောင်းရင်းတွေကြောင့်ရွေးချယ်စရာတွေအများကြီးတဲမှာမှာဒီလက်ကိုပဲရွေးချယ်ကော်ဖီဖြစ်ခဲ့တဲ့ Chelsea Chelsea တင်းကတော့သူတို့ရဲ့တိုက်စစ်အင်အားကိုဖြည့်တင်းတဲ့အနေနဲ့ Iswe Tai Simu Lian Dilap ကိုခေါ်လိုက်ပြီးလည်းဖြစ်ပါတယ်ဒီလက်ပြပြောင်းရွှေ့ခြေရလဲ Chelsea ကပေါင်တန်း30မဟုတ်ပဲပေါင်တန်း20လောက်သာပေးချေခဲ့ရပြီးတော့ Zion Klaus နဲ့ Iswe ကိုစီးအောင်ဂျင်းထဲနိုင်ခဲ့လို့သိရပါတယ်ဒီလက်ကတော့ Super League ကိုစိန်ခေါ်ကြင်နာကြောင့် မိုင်သိန်းကိုမရွေးပဲချဲစီကိုလာခဲ့တာလို့ပြောပါတယ်ဒီစကားအစိုးရကလည်းကစံချိုကြောင့်ချဲစီကိုတင်းနေတဲ့မိုင်ပရိသတ်တီအတွက်နောက်ထပ်အနာဘောဒုကြစေနိုင်မဲ့စကားမျိုးလေးပဲဖြစ်ပါတယ်ဒီလက်ကဒီရသည်အစ်ဆွေမှာခြေစွမ်းကောင်းတချို့ကိုပြသနိုင်ခဲ့ပေမဲ့လည်းအရင်မျောလင်းထားလို့ရတဲ့ကစားမမျိုးထီတော့မဟုတ်သေးပါဘူးသူနေနဲ့ထပ်မံပြီးတော့စူးစမ်းဖို့လိုပါအောင်မေချဲစီကိုရောက်ရှိသွားပြီဖြစ်လို့အသင်းရဲ့အမှတ်တရစိတ်အတွက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ဖို့လည်းလိုပါမေဂျက်ဆင်ကအပိုင်ခွေးတွေကိုဖြုံးတီးပြနေတတ်တာကြောင့်ချဲစီကဒီလက်ကိုအာကိုရကြီးနဲ့ခေါ်လိုက်တာပါ ဒါကိုဒီလက်ကလည်း Justin နောက်ကိုပဲလိုက်နေမယ်ဆိုရင်ပြိတ်သက်တွေရဲ့ညုံညင်မှုတော့ခံရရမယ်ဆိုတာသိကြပါရယ်။ Jesse ကရွေးချယ်စရာတိုက်စစ်မှုတွေအများကြီးရှိတဲ့အထဲမှာမှဒီလက်ကိုဘာတောင်ရွေးပြီးတော့ခေါ်ယူလိုက်တာလေ။ Jesse ရဲ့ဝင်တော့ဝင်ဖို့ကိုစော့ချနိုင်မှုဆိုရင်အကြောင်းပြချက်တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။အဓိကအပြင်ဒီလက်က Jesse နဲ့တင့်တော်တယ်လို့တော်ပေါ်လေးတို့ကယူဆခဲ့တာပါ။ဘာရီတင့်တော်လဲဆိုတော့ပထမဆုံးချက်အနေနဲ့ဒီလက်ပြည့်ပြောင်းရွှေ့ခြင်းနဲ့လောက်ခလာစာဖြစ်ပါရယ်။ Chelsea ရောမန်ထားအတိုင်းပဲဒီလက်ပြည့်ပြောင်းရွှေ့ပြီးတော့လောက်ခလာစာကဘောင်ဝင်တန်းဝင်ရှိခဲ့ပါရယ်။ ။ OCM တို့လိုတိုင်းစင်မှုမျိုးလည်းခေါ်ယူလို့ရပါတယ်။ OCM ရဲ့ပြောင်းရွှေ့ခြေကိုလည်း Chelsea ကတတ်နိုင်တယ်။ဒါပေမဲ့လောက်ခလာဇာနဲ့ပတ်သက်လို့သွားညှိနေပါတယ်။မပေးနိုင်တာတော့မဟုတ်ပါဘူး။ Chelsea မှာပေးနိုင်တဲ့နောက်ခံအရာရှိပါတယ်။ဒါပေမဲ့လောက်ခလာဇာတွေအများကြီးပေးရပြီးတော့ခြေသွမ်းကတော့ထင်ထားသလောက်ဖြစ်မလာခဲ့တာပဲရှိခဲ့တယ်။ဥမာပြန် Starling ကိစ္စကိုလည်းညှို့ထိုးပြမှာပါ။ဒါကြောင့် Zamari ရဲ့လောက်ခလာဇာနဲ့ပတ်သက်ပြီးတော့ Chelsea ကစံနှုန်းတစ်ခုတတ်မှတ်လိုက်ပါတယ်။ဒီစံနှုန်းက D-Lab နဲ့ကိုက်ညီမှုရှိနေခဲ့ပါတယ်။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ WhatsApp အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ Football game မှာကစားခြင်းလည်းဆိုတော့ phone number Viber 39963လုံးခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။နောက်ကြတော့ဒီ lap နဲ့ Maris Car တို့နှစ်ယောက်ကတယောက်ကြောင်းတယောက်တည်ထားကြပြီးသားဖြစ်ပါတယ်။ Man City မှာရှိတဲ့လုံးက Maris Car နဲ့ဒီ lap တို့နှစ်ယောက်ဟာအတူတူလှုပ်တွဲလုပ်ခဲ့ကြတာပါ။ဒါကြောင့် Maris Car လိုချင်တော့ဒီ lap အနေနဲ့လွယ်လွယ်ကူကူ သဘောပေါက်နားလည်နိုင်စွာအပြည့်ရှိမယ်လို့ Chelsea ကယူဆထားပါတယ်။နောက်ချက်ကတော့ Premier League ပွဲအတွေ့အကြုံဖြစ်ပါတယ်။ဒီလက်ကအစ်စွတ်နဲ့အတူ Premier League ရာသီပြည့်တိုက်ပွဲဝင်ကြော်ဖြတ်ခဲ့ပြီးပါပြီ။ဒီလိအကြောင်းကိုဒီလက်ကနှောချင်နေပါပြီ။တခြားလီးယားတိုက်စစ်မှုတွေခေါ်ယူမယ်ဆိုရင် Lee ရဲ့တန်ဖိုးနောက်ကိုမလိုက်နိုင်ပဲအသင်းနဲ့အသားချဖို့တည်းရုန်းကန်သွားနိုင်ပါတယ်။မိုင်မာ Wildland တိုင်ပတ်နေအောင်ကြည့်ရင်ပြောချင်တာကိုပြိတ္တများရှင်းရှင်းလင်းလင်းသဘောပေါက်နိုင်မှာပါ။ဒီပိုင်းမှာလည်းဒီလက်ကအဆင်ပြေပါတယ်။မာရက်စကာလည်းဒီလက်ကိုသဘောကျနှိမ့်သက်မှုအပြည့်ရှိနေပါဒီလက်နဲ့ပတ်သက်လို့မာရက်စကာက ်ကိန်းကနန်းတွေရတော့သူကအရန်ကောင်းနေပါတယ်ပရီးမီယာလီဂ်မှာဆန်တကိုးသွင်းထားပြီလို့ကျွန်တော်ထင်ပါတယ်သူရဲ့ကိန်းကနန်းတွေတွေမကပါဘူးသူရဲ့ကစားပုံတိုင်းစစ်ပုံစံအများနဲ့အားကိုးလို့ရတဲ့အနေအထားမျိုးမှာရှိပါတယ်ဒါပေမဲ့သူကအစ်ဆွေမှာကစားတဲ့ကစားမှာပါသူကပြိုင်ပတိုင်းထွက်အကောင်းဆုံးရန်သူဖြစ်နေပါတယ်လို့မတ်စတာတုံးကအစ်ဆွေနဲ့ရင်ဆိုင်ရမယ့်အနေအထားမှာမာရစကာပြောကြားသွားခဲ့တာဖြစ်ပါတယ်ဒီလိုအကြောင်းရင်းနဲ့အကြောင်းပဲဒီလပ်ကချဲစီရဲ့ကစားမသေးဖြစ်လာခဲ့တာလို့ယူဆမိတာပါချဲစီမော်ဒီလပ်ပို့ပြီးတော့တောက်ပလာနိုင်မလားဆိုတာကတော့အချိန်ဆောင်ကြည့်သွားမှာပဲဖြစ်ပါတယ်။စုံနေကြည့်ရတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။